နည်းချင်းဆိုင်မှာကားကြီးဂိတ်ရှိပါတယ်เนาะကားကားကြီးဂိတ်လို့ခေါ်တဲ့မှတ်တိုင်ပေါ့เนาะဆိုတော့ဒီဘက်အချမ်းမှာဆိုလို့ရှိရင်ဆိုလို့ရှိရင်ဆိုလို့ရှိရင် မင်္ဂလာပါရှင်မမင်းက Jenny Floral in Surprise Sabe Page ရဲ့ owner မအင်းနေဝင်ဖြစ်ပါတယ်မမင်းရဲ့အရင် page ဖြစ်တဲ့1.1 million follower ရှိတဲ့ Jenny Surprise Sabe Page လေးဟာဆိုရင် page အတူတွေအကြောင်းကိုပေါ့နော်မမင်းတင်လိုက်ရာနေ3ပေးစာတင်လိုက်ရာနေပြီးတော့မမင်းရဲ့ page လေးကပိတ်ချခံထားရပါတယ်ဒါကြောင့်မလို့အခုလောလောဆယ်မှာ Jenny Floral in Surprise Sabe ဆိုပြီးတော့ page အသစ်လေးဖွင့်ထားပါတယ်အပြင်ဆိုင်မှာပဲလာဝဲဝဲ online ပေါ်ကနေပဲ Surprise မှာမှာငွေလွှဲကန န်နင်းရဲ့အထက်ထက်အခါခါသတိပြုပေးပါ မမင်းရဲ့ page အဆက်အမှန်ကဂျင်းနီ surprise gift service ဆိုရဲ sign name နဲ့ဖွင့်ထားတဲ့ KP account WP account တွေကိုပဲအသုံးပြုပါတယ်လူတဦးတယောက်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ KP account WP account တွေကိုငွေလွှဲခိုင်းခြင်းလုံးဝမရှိပါဘူးမမင်းရဲ့နာမည်ဖြစ်တဲ့ inhinwe ဆိုတဲ့နာမည်နဲ့ဖွင့်ထားတဲ့ KBZ Pay account WP account တော့မမင်းအသုံးပြုခြင်းလုံးဝမရှိပါဘူးဒါကြောင့်မလို့ဂျင်းနီ surprise gift service ဆိုပြီး sign name နဲ့မပေါ်ဘူးဆိုရင်လုံးဝငွေမလွှဲပါနဲ့မမင်းတို့ရဲ့ page အဆက်အမှန်က လူတူတရားရဲ့နာမည်နဲ့ဖွင့်ထားတဲ့ KP အကောင့်ဝေပေးအကောင့်တွေကိုငွေလွှဲခိုင်းခြင်းလုံးဝမရှိပါဘူးเนาะအဲ့တော့မမင်ကဆိုင်ဟိုလာရမယ့်နေရာလေးကိုလိုက်ပြပေးမယ်เนาะဒါကတော့မမင်တို့ရဲ့အိမ်ရှိမှာတက်ထားတဲ့ဆိုင်ပုတ်လေးပဲဖြစ်ပါတယ်။အိမ်နဲ့ဆိုင်နဲ့တွဲပြီးတော့ဖွင့်ထားတာဖြစ်တဲ့အတွက်အိမ်ရှိပြင်မ16ကိုရောက်ပြီးဆိုရတဲ့ဒီဆိုင်ပုတ်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ကဲလာသွားမယ်။ ါဒါကတော့မင်းတို့ရဲ့အိမ်ကိုလာတဲ့လမ်းမကြီးပါဒါခေလမ်းမကြီးပေါ့နော်ပို့ထိတ်မှာဓမာယုံမှာဟောတာကတော့မိသားစုဓမာယုံမှာဓမာယုံ ရှစ်တက်တက်ကလမ်းကြီးကခေလမ်းမကြီးပါအဲ့ခေလမ်းတိုင်းလာလို့ရှင်မင်းတို့အိမ်ကိုရောက်ပါတယ်ရှင်သွားမလား ကတော့မမင်းတို့ပြည်တော်စုရိတ်မော်အိမ်ယာဆိုင်းဘုတ်ကြီးပဲဖြစ်ပါတယ်။ညနေချင်းဆိုင်မှာကားကြီးဂိတ်ရှိပါတယ်เนาะကားကားကြီးဂိတ်လို့ခေါ်တဲ့မှတ်တိုင်ပေါ့เนาะ။ဆိုတော့ဒီဘက်အထက်မှာဆိုလို့ရှိရင်ဆိုလို့ရှိရင်ဆိုလို့ရှိရင်အာငယ်ကြီးပါကြတယ် သွားတဲ့တံတားပေါ့နော်စံပြစီတံတားအစင်တီတောင်စုရိတ်မုံအိမ်ရပါအဲ့တော့ဒီကနေလာလို့ရှိရင်ဝင်ဝင်ချင်းပေါ့နော်စင်းစင်းချင်းမှာဘဲကိုတန်းချိုးလိုက်ပါအေးဂိတ်ပေါက်ဖြတ်ပြီးတော့ခရီလမ်းမကြီးတိုင်းလာလို့ရှိရင်မမင်းတို့ရဲ့အိမ်ကိုရောက်ပါတယ်။မင်းတို့ရဲ့အိမ်ကခရီလမ်းနဲ့ပြင်းမာလန်ထောက်မှာပေါ့နော်။ဆိုတော့ခရီလမ်းမကြီးနဲ့ပြင်းမာလန်ထောက်မှာပါ။အဲ့တော့ပြင်းမာ၁၆လို့ပြောပြီးတော့ဆိုင်မလာဝဲလို့ရပါတယ်ရှင်။တတ။